မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်မှာတရုတ် model YZ ချီပျောက်ဆုံးနေတဲ့အတွက်ဖခင်ဖြစ်သူကထိုင်းရဲ့တပ်ဖွဲ့ကိုအကူအညီတောင်းခံလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဒီဇမလာအတွင်းမှာထိုင်းနိုင်ငံကိုရိုက်ကူးရေးလုပ်ရန်ခရီးသွားလာပြီးတဲ့နောက်တရုတ်မော်ဒယ်ဝိုင်ဇက်ချီပျောက်ဆုံးသွားခဲ့တယ်လို့သိရပါတယ်ပျောက်ဆုံးသွားတဲ့တားဖြစ်သူကိုရှာဖွေတွေ့ရှိရန်ဖခင်ဖြစ်သူကထိုင်းရဲများထံကိုအကူအညီတောင်းခံခဲ့တယ်လို့သိရပါတယ်ဇန်နဝါရီလ16ရက်နေ့မှာပျောက်ဆုံးနေတဲ့တရုတ်မော်ဒယ်ဝိုင်ဇက်ချီရဲ့ဖခင်မစ္စတာဝိုင်ဟိုက်တိုကထိုင်းရှင်နေရက်ချာဖော်ဆရီဆာခွန်နဲ့အတူထိုင်းရဲချုပ်ကီထရက် fan fact ထံကိုအကူအညီတောင်းခံစာတင်ပြလာတယ်လို့သိရပါဗျ။2024ခုနှစ်ဒီဇင်ဘာလ22ရက်နေ့မှာတရုတ် model YZ ချီဟာ တရုတ်နိုင်ငံဘေကျင်းကနေထိုင်းနိုင်ငံတူနာဘူမိ၄စိတ်ကိုရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။2024ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာ၎င်းရဲ့မိခင်ထံကို WeChat ကနေလည်းစင်ဗီဒီယိုကောခေါ်ဆုံးမှုများပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဗီဒီယိုကောခေါ်ဆုံးမှုအတွင်းမှာတရုတ်မော်ဒယ်ဟာမျက်လုံးတော့ဝိုက်မှာပိုးပဲ့တဲ့ဒဏ်ရာများတဲ့အတူစိုးရိမ်ပူပန်နေတဲ့အမှုရာကိုမြင်တွေ့ခဲ့ရတဲ့အတွက်ကိုထီလက်ရောက်စော်ကားခံရတာလို့ယူဆရကြောင်းဖခင်ဖြစ်သူကပြောကြားထားပါတယ်ဗီဒီယိုကောခေါ်ဆောင်မှုအတွင်းမှာတားဖြစ်သူရဲ့ ပုံမှန်မဟုတ်တဲ့အပြုတ်အမှုကိုတရိပ်ထားမိခဲ့ကြောင်းပြောဆိုထားပါတယ်။တားဖြစ်သူကမိခင်နဲ့ဖုန်းစကားပြောဆိုနေတဲ့အချိန်မှာဖုန်းကိုလက်ကကင်ထားရမယ်အစားဇပွဲပေါ်မှာတင်ထားတာကိုတွေ့ရတယ်လို့ပြောဆိုထားပါတယ်။တခြားတယောက်ယောက်ကဖုန်းကိုကင်ထားတာဖြစ်နိုင်တယ်လို့ပြောဆိုထားပါတယ်။ဖုန်းခေါ်ဆိုတဲ့အချိန်တွဲမှာတားဖြစ်သူကအကူအညီတောင်းခြင်းရှိမရှိကိုမေးမြန်းကြည့်တဲ့အခါမှာပြတ်သားသောတောင်းဆိုမှုသို့မဟုတ်အကူအညီတောင်းခံမှုမရှိခဲ့ကြောင်းဖခင်ဖြစ်သူကပြောပါတယ်။ ဇန်နဝါရီလ10ရက်နေ့မှာထိုင်းလူကုန်ကူးမှုတိုက်ဖြတ်ရေးဌာနကွယ် ATPD ထံကိုမိသားစုကတိုင်ကြားခဲ့တယ်လို့သိရပါတယ်။အာဏာပိုင်များကသက်ဆိုင်ရာအေဂျင်စီများနဲ့ညှိနှိုင်းဆောင်ရွက်နေတော့လဲတရုတ်မော်ဒယ်ကိုရှာမတွေ့ဘူးဖြစ်နေတယ်လို့ပြောပါတယ်။၎င်းရဲ့နောက်ဆုံးတည်နေရာဟာထိုင်းမြန်မာနယ်စပ်တက်ခရိုင်မဲဆောက်အနီးဟုတ်ဖရမြို့နယ်အတွင်းမှာဖြစ်တယ်လို့သိရပါတယ်။ပျောက်ဆုံးနေတဲ့တရုတ်မော်ဒယ်ဟာဆိုရှယ်မီဒီယာကနေတဆင်ထိုင်းနိုင်ငံကိုပထမဆုံးရိုက်ကူးရေးလုပ်ရန်လာရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဖခင်ဖြစ်သူကမူလက ထိုင်းနိုင်ငံရဲ့ဘေးကင်းမှုနဲ့အဝတ်ကျေပြမှုများကနာမည်ကောင်းရှိနေတဲ့အတွက်ကြောင့်အစပိုင်းမှာစိတ်မပူပန်ခဲ့တော့လဲယခုခါမှာတော့တားဖြတ်သူပြောင်းဆုံးနေမှုကိုအလွန်အမင်းစိတ်ပူပန်နေရတယ်လို့ပြောဆိုထားပါတယ်မကြသေးမီကလည်းတရုတ်နိုင်ငံရဲ့တရုတ်ဆောင်တအုပ်ဟာထိုင်းနိုင်ငံကနေတဆဲမြန်မာနိုင်ငံမြောက်ရီမြို့နယ်အတွင်းမှာလူကုန်ကူးခံခဲ့ရပြီးတော့ထိုင်းအာဏာပိုင်များရဲ့ဆောက်ရွက်ပေးမှုကြောင့် BGF လက်ထဲကနေတဆင့်ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေနံချောင်းမြို့နယ်မှာရဲနှအူပြက်တက်ခံရပြီးတော့တိတ်ဆုံးသွားပြီးတဲ့နောက်မှာအကြမ်းဖက်ဆက်တပ်ကလုံခြုံရေးဂိမ်းများမှာအင်အားတွေတုံးမြင့်ထားပြီးတော့မကွေးတိုင်းမှာပုံတင်ကန်ဆောင်ထားတဲ့လူငယ်များကိုဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီသမလား၁၇ရက်နေ့မှာရေနံချောင်းမြို့နယ်မကြီးတိုင်းဖိုးကိုလမ်းပိုင်းမှာလက်မှတ်ကုန်းနေမြေရဲစခန်းကရဲနာဦးကိုတော်လိုက်တပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်တေဆုံးသွားတယ်လို့သိရပါတယ်။အဲ့ဒီရဲနာဦးတေဆုံးပြီးတဲ့နောက်အကြမ်းမဆက်တပ်ကရေနံချောင်းမြို့အတွင်းမှာရှိတဲ့စစ်စေးရိတ်ဂိမ်းများမှာလုံခြုံရေးတွေတိုးမြင့်ထားပြီးတော့မကွေးတိုင်းမှာပုံတင်ကန်ဆောင်ထားတဲ့လူငယ်များကိုဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဇန်နဝါရီလ15ရက်နေ့မှာရေနံချောင်းမြို့နယ်36ဒရာဂိမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများကရန်ကုန်ကနေပြန်လာတဲ့ express အဝေးပြေးကားပေါ်မှာလိုက်ပါလာတဲ့လူငယ်များကိုမှတ်ပုံတင်နေစစ်ဆေးပြီးတော့ကားပေါ်မှာလိုက်ပါလာတဲ့လူငယ်အားလုံးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။15ရက်နေ့ကရေနံချောင်း36တရားဂိတ်မှာစစ်ခွေးနဲ့ရဲခွေးတွေကရန်ကုန်ကနေပြန်လာတဲ့ express မှန်လုံကားပေါ်ကလူငယ်တွေကို ရှင်မြင်းဆောင်မှတ်ပုံတွေကင်ထားတဲ့ကောင်တွေအကုန်လုံးဆင်းခဲ့ဆိုပြီးတော့တခါတည်းပေါ်တာဆွဲဖမ်းဆီးသွားပါတယ်ရေနံချောင်းမှာရဲခွေးနှကောင်ပြတ်တက်ခံရပြီးတင်းဆုံးပြီးတဲ့နောက်ပိုင်းမှာစစ်ခွေးတွေကပေါ်တာဆွဲဖမ်းဆီးတာတွေပိုဆိုးလာတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မှာခရိုင်အုပ်ချုပ်ရေးမှူးအောင်စုံမိုးနယ်စစ်တပ်ကလက်ငွေယူပြီးတော့တရားမဝင်ကုန်စည်တည်ယူပို့ဆောင်မှုများကိုပြန်လည်ခွင့်ပြုပေးနေတဲ့အပြင်အဲ့ဒီလမ်းကြောင်းတွေကနေတဆက်စစ်တပ်အတွက်ရိတ်ခါဖြစ်တင်းမှုများတွေကိုပါလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်အကြမ်းမဲ့စစ်ကောင်စီကပြည်မကနေပြီးတော့မူဆယ်ဘက်ကိုကုန်စည်တည်ယူခွင့်များကိုပိတ်ပင်ထားတော့လေယခုအခါမှာမူဆယ်နဲ့မိုင်းယူ105မိုင်လမ်းကိုငွေကြေးများကောက်ယူပြီးတော့ပြန်လည်ခွင့်ပြုပေးနေတယ်လို့သိရပါတယ်ဒါအပြင်မူဆယ်စင်ဖြူဂိတ်ကနေတဆက် တရုတ်ပြည်ကျေကောင်ဘက်ကိုလမ်းငွေယူပြီးတော့လိုင်စင်မဲ့ကားများနဲ့ဆိုင်ကယ်များကိုပြန်လည်ပြီးတော့ခွင့်ပြုပေးနေတယ်လို့သိရပါတယ်။အောင်စုံမိုးနဲ့တက်ဗျူဟာမှုတွေကတော့အဓိကလက်ငွေယူပြီးတော့ခွင့်ပြုနေတာ။ကုန်စည်သွားလာတာတွေဖြတ်တန်းသွားလာတာတွေကိုပြန်ပြီးတော့ခွင့်ပြုပေးနေတယ်။ ပြည်တွင်းလမ်းရောတရုတ်မြန်မာနယ်စပ်ဂိတ်ရောငွေတော့အရန်တောင်းတယ်အဖွဲလိုက်ဌာနပေါင်းစုံကနေပြီးတော့အတောင်ရန်ချမ်းနေတယ်ငွေမပေးနိုင်တော့မရဘူးငွေပေးနိုင်ရင်တော့စားတော့ကိုစေဝါတဲခွင့်ရတယ်အဲ့ဒီလိုမျိုးတရားမဝင်လမ်းကြောင်းတွေကနေပေးရတော့ကုန်စီနဲ့ပြည်စည်းတွေကဈေးကြီးကုန်တာဘောလို့မူဆယ်ဒေတာကကုန်တယ်တူကရှင်းပြထားပါတယ်ဒါအပြင်တနစ်ကျော်ဖြတ်တန်းခွင့်ပိတ်ပင်ထားတယ်မူဆယ်နဲ့မန်းယူတရား9မိုင်လမ်းကိုစစ်ကောင်စီတပ်နဲ့လက်အောက်ခံပြည်သူစစ်များကဒီဇင်ဘာလအကုန်ကစတင်ပြီးတော့ဖြတ်တန်းသွားလာသူများကို ပတ်စံတောင်းပြီးတော့သွာလာခွင့်တွေပြုနေတယ်လို့သိရပါဗျ။အဲ့ဒီလမ်းမကြီးကိုအိစည်းကတစည်းကိုအသွားအပြန်အဖြစ်ငွေကျပ်နှစ်သိန်းပေးဆောင်နေရကြောင်းပြောဆိုထားပါဗျ။အဲ့ဒီတပ်ဖွဲ့များကပုံမှန်တက်မှတ်ထားတာထက်ပိုပြီးတော့ငွေကြေးကောက်ခံမှုမျိုးကိုပြုလုပ်လို့ရှိတယ်လို့သိရပါဗျ။စိုက်ကယ်ဆိုလို့ရှိရင်တစ်ကြိမ်ဖြတ်သွားတိုင်းကြက်ငွေ9000ပေးဆောင်နေရတယ်လို့ PNL ကအခုဇန်နဝါရီလအတွင်းမှာသတင်းထုတ်ပြန်ထားပါဗျ။လက်ငွေယူပြီးတော့ခွင့်ပြုပေးတာကပြည်သူတွေအတွက်မဟုတ်ဘူး။ သူတို့တက်နေပြည်သူစစ်အတွက်လိုအပ်တဲ့ရိတ်ခါနဲ့ကုန်စည်တွေကိုရဖို့လဲပြည်သူတွေနဲ့ရောပြီးတော့ခွင့်ပြုပေးနေတာပြည်သူကိုခွင့်မပြုဘဲနဲ့သူတို့ကြီးပဲဖျက်မယ်ဆိုရင်ဂျားတွေကဖျက်တိုက်ခံရမှာတို့ပါတို့ဖြစ်မှာစိုးလို့ပါပြည်သူကိုစေတနာရှိလို့တော့မဟုတ်ဘူးလို့မူဆဲဒေတာတရေအေးမိကရှင်းပြထားပါတယ် TNL ရဲ့အဆိုအရမူဆဲမိုင်းယူလမ်းကြောင်းကိုစစ်ကောင်စစ်ကတရားဝင်ဖျက်တမ်းခွင့်ပေးခြင်းမျိုးမဟုတ်ပဲ ခွဲပြုတ်ရတာရှိတော့လဲ၎င်းတို့တောင်းခံတဲ့ငွေကိုပေးနိုင်ရင်တော့ဖြတ်တန်းခွင့်ပြုထားတယ်လို့သိရပါတယ်။ကုန်တင်ကားများဓာတ်ဆီနဲ့ဒီဇယ်တင်ရေများကိုတော့လုံးဝဖြတ်တန်းခွင့်မပြုသေးဘူးလို့သိရပါတယ်။ညင်းအောင်မဟာမိတ်၃ဘွဲ့ကစတင်ခဲ့တဲ့10276စစ်စင်ရေးကစပြီးတော့ယခုအချိန်ထိဖြတ်တန်းခွင့်ပိတ်ပင်ထားတဲ့အဲ့ဒီလမ်းဟာ15မိနစ်တာတွာလာရတဲ့အချိန်ယခုကမှတော့ ၄နိုင်ခန့်ကြာအောင်မူဆယ်နမ်ခန်းနတ်ဖက်ကနတ်ဖက်ကမိုင်းယူ105မိုင်လမ်းကြောင်းကိုကွက်ပတ်ပြီးတော့သွာလာနေရတယ်လို့သိရပါဗျ။မိုင်းယူ105မိုင်ကုန်သွယ်ရေးဆောင်ကိုပြီးခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာလ14ရက်နေ့မှာညီနောင်မဟာမိတ်၃ဘွဲ့ဖြစ်တဲ့ TNL AA နဲ့ MNDA တပ်ဖွဲ့တွေကအလုံးစုံတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်မူဆယ်နဲ့မိုင်းယူ105မိုင်လမ်းကိုစစ်ကောင်စီကပုံမတင်းကြဆွာနဲ့ပိတ်ပင်ထားခဲ့တယ်လို့သိရပါဗျ။ရှမ်းမြောက်ကနေမြို့နယ်အလုံးနီးပါးဆုံးရှုံးလိုက်ရတဲ့စစ်ကောင်စီတပ်ဟာလက်ကျန်ထိန်းချုပ်နေဆဲဖြစ်တဲ့တရုတ်မြန်မာနယ်စပ်မူဆယ်မြို့ကန နေတခြားမျိုးများကိုကုန်စည်စည်းစင်းခွင့်မရအောင်ပိတ်ပင်ထားတော့လေအစမတန်ငွေကြေးများတောင်းခံပြီးတော့ဖြတ်တန်းခွင့်များလည်းရှိနေတယ်လို့တီအန်နာလေးကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကယင်နီပြည်နယ်ဒီမော့ဆူမြို့နယ်ဒေါဆုခုကျေးရွာမှာရှိတဲ့စစ်ဘေးရှောင်စခန်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်ရာပြည်သူ၃ဦးသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ15ရက်နေ့နေ့လယ်12:50မိနစ်အချိန်ဒီမော့ဆူမြို့နယ်ဒေါဆုခုကျေးရွာမှာရှိတဲ့စစ်ဘေးရှောင်စခန်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်ခဲ့ရာအသက်38နှစ်အရွယ်နဲ့32နှစ်အရွယ်ပြည်သူ၂ဦးပွဲချင်းပြီးသေဆုံးသွားတယ်လို့သိရပါတယ်။ကျန်တဲ့2ဦးကတော့ဆေးကုသမှုခံယူနေရင်းနဲ့သေဆုံး သွားတယ်လို့သိရပါတယ်။သေဆုံးသူများဟာအမျိုးသမီးနှစ်ဦးနဲ့အမျိုးသားတဦးတို့ဖြစ်တယ်လို့သိရပါတယ်။ဒီမော့ဆိုမျိုးနဲ့ဒေါ်ဆုတ်ခုကြီးပါဆစ်ဆောင်စက်ခန်းကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ၃ဦးသေဆုံးခဲ့ပါတယ်။၄ဦးဒဏ်ရာရတာပေါ့။နှစ်ဦးကတော့ပွဲချင်းပြီးသေဆုံးပြီးတော့တဦးကတော့ဆေးကုသမှုခံယူနေရင်းနဲ့သေဆုံးသွားတာဖြစ်ပါတယ်။သေဆုံးသူနှစ်ဦးကအမျိုးသမီးတွေဖြစ်ပါတယ်။တဦးကတော့အမျိုးသားဖြစ်ပါတယ်လို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ရှိသူကရှင်းပြထားပါတယ်။ဒါအပြင်အသက်60အရွယ်အမျိုးသမီးမှာမျက်နှာထိခိုက်ဒဏ်ရာအသက်55နှစ်အရွယ်အမျိုးသမီးတဦးမှာ ၆ရောက်နှစ်ဖက်တန်ရာအသက်60တနှစ်အရွယ်အမျိုးသမီးတဦးမှာမျက်နာတန်ရာအသက်60တနှစ်အရွယ်အမျိုးသားတဦးမှာညာဘက်၆ရောက်တန်ရာနဲ့အသက်18နှစ်အရွယ်အမျိုးသားတဦးမှာပေါင်မတန်ရာရရှိခဲ့ပြီးတော့အဲ့ဒီ၅ဦးထဲမှာစိုးရင်ရသူတဦးကတော့စေကူတမှုခံယူနေတဲ့တေဆုံသွားခြင်းဖြစ်ကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြောက်ကူဒေသမှာတိုက်ပွဲဖြစ်ပြီးတော့စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်သာသနာအဆောက်အုံနှလုံးနဲ့ပြည်သူပိုင်းနေ15လုံးပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ14ရက်နေ့မနက်ပိုင်းမှာရက်ဆောင်မြို့ကနေပြီးတော့ကြောက်ကူဒေသဘက်ကိုစစ်ရင်အဖြေတင်းရန်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်သားများကိုဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPRA ကတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲနှစ်နာရီခန့်ကြာမြင့်ခဲ့တယ်လို့သိရပါဗျ။ရက်ဆောက်ဘက်ကနေအင်အားဖြည့်တင်းလာတာကြောင့်တိုက်ပွဲဖြစ်ခဲ့တာပါစစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ပြစ်ခတ်လို့သာသနာအဆောက်အုံနှလုံးအရက်သားနေအိမ်15လုံးဝင်းကျင်ပျက်စီးမှုရှိခဲ့ပါတယ်။ဒဏ်ရာရတဲ့ပြည်သူတွေကိုတော့ကျွန်တော်တို့တွေစိတ်ကူးသားမှုပေးနေပါတယ်လို့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA ကတောင်းအရှိသူတို့ကပြောပြထားပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းမစစ်ကောင်စီတပ်ကပြည်သူလူထုနေထိုင်ရာကျေးရွာများအတွင်းကိုရည်ရွယ်ချက်ရှိရှိနဲ့လက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့ရာသာသနာအဆောက်အုံနှလုံးနဲ့အရက်သားပြည်သူတွေရဲ့နေအိမ် ၃၅လုံးထိမှန်ပျက်စီးကနေအိမ်နှလုံးမီးလောင်ပျက်ကြခဲ့ရတယ်လို့သိရပါတယ်။မနေ့ကဇန်နဝါရီလ၁၅ရက်နေ့ကလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာပြည်သူတအုပ်လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဟာစစ်ရေးပြင်းမှန်မဟုတ်တဲ့ပြည်သူလူထုတွေနေထိုင်ရာကြေးရွာများကိုလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ရာခဲချားရွာအတွင်းကို၎င်းဖယင်းငုံရွာအတွင်းကို၎င်းလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ရာအဆောက်အဦများပြည်စည်းဆုံးရှုံးမှုများရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းဇီးကုံမြို့နယ်ဒိုးနယ်ရွာကလူငယ်များကိုအကြမ်းမဆက်တက်ကပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်မှာထွက်ပြေးသွားတဲ့လူငယ်များကိုတနက်နဲ့လိုက်လံပစ်ခတ်ပြီးတော့ပစ္စည်းတွေအားလုံးကိုယူဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ15ရက်နေ့မနက်ပိုင်းမှာဗောပင်ရွာကပြူစောတိများနဲ့အကြမ်းမဆက်သားများကဇီးကုံမြို့နယ်မိခောက်ပင်ကျေးရွာအုပ်စုဒိုးနယ်ရွာကိုဝင်ရောက်စီးနှင်းပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီး ထွက်ပြေးတဲ့လူငယ်များကိုတနက်နဲ့လိုက်လံပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးကျေးရွာအတွင်းကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာ ဒုံးနယ်ရွာတရွာလုံးကိုဝင်ရောက်မှွေနောက်ပြီးတော့ပြည်သူပိုင်ပစ္စည်းများကိုလည်းခိုးယူသွားတယ်လို့သိရပါတယ်စစ်တပ်ကိုထောက်ခံတဲ့တပ်ထောက်ခံသူစံဖော့အမာခံတန်းလွင်နဲ့ကြော်ဆိုးတို့နေအိမ်တွေကလည်းငွေကျပ်၄၂သိန်းနဲ့ဖုန်းများကိုလည်းစစ်တပ်ကလူရယူဆောင်သွားတယ်လို့သိရပါတယ်ဒုံးနယ်ရွာကိုဝင်ရောက်ပေါ်တာဆွဲရရွာသားတွေအကုန်လုံးကထွက်ပြေးလို့ဆိုပြီးတော့တနက်နဲ့နောက်ကနေလိုက်ပြတာဒုံးနယ်ရွာတွေကတရွာလုံးကိုမှွေနောက်ပြီးတော့ပစ္စည်းတွေကိုခိုးယူခဲ့တဲ့အပြင်သူတို့ရဲ့စစ်ခွေးထောက်တိုင် ချက်ဖို့အမကန်တန်းလွင်နေအိမ်ကနေဖုန်း၃လုံးငွေသား30နဲ့ကြော်စိုးနေအိမ်ကဖုန်း၃လုံးငွေသား30ကျော်တို့ကိုခိုးယူသွားတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။ဒါအပြင်ဘကိုးတိုင်းပြည်မျိုးနဝရေးစက်မှုဇုံထိတ်မှာအကြမ်းမဲ့စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးမှုကြောင့်လူငယ်အယောက်30ကျော်ဖမ်းဆီးခံလိုက်ရကြောင်းဒေသခံပြည်သူများကတိုင်ကြားထားပါတယ်။ဇန်နဝါရီလ15ရက်နေ့မှာပြည်မျိုးနဝရေးစက်မှုဇုံအနီးမှာရှိတဲ့တရမဂီရီတောရရိတ်တာစိုင်းဝုတ်ရှိမှာအကြမ်းမဲ့စစ်ကောင်စီတပ်သားများကလမ်းသွားလမ်းလာလူငယ်များကိုပေါ်တာဆွဲဖမ်း န်းဆီးခဲ့ခြင်းကြောင့်လူငယ်အယောက်30ကျော်ထက်မနည်းဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်စစ်ခွေးတွေကလမ်းသွားလမ်းလာလူငယ်တွေကိုပေါ်တာဆွဲနေတာ လူငယ်အယောက်30ကျော်လမ်းဘေးမှာအားလုံးထိုင်ခိုင်းပြီးတော့ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အလားတူပဲမဂွေတိုင်စကုမြို့ပေါ်မှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကလမ်းသွားလမ်းလာလူငယ်များနဲ့အလို့ယုံများတဲ့အထိကိုဝင်ရောက်ပြီးတော့ဖမ်းဆီးမှုများလှုပ်ဆောင်ခဲ့ကြောင်းဒေသခံပြည်သူများကပြောကြားထားပါတယ်ဇန်နဝါရီလ15ရက်နေ့နဲ့14ရက်နေ့တွေမှာမင်းမှုမြို့နယ်အုပ်ချုပ်ရေးမှူးအောင်မြင်ဦးစီးပြီးတော့လမ်းသွားလမ်းလာလူငယ်များနဲ့အလို့ယုံများမှာ အလုတ်လုတ်ကိုင်းနေကြတဲ့လူငယ်များကိုဖမ်းဆီးပြီးပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။စကုမျိုးပေါ်မှာအင်စည်းကားနှစ်စီးနဲ့လိုက်ပြီးတော့ဖမ်းဆီးနေတာပါ။မင်းမှုမျိုးနဲ့အုပ်ချုပ်ရေးမှုအောင်မြင်ကိုယ်တိုင်ဦးစီးပြီးတော့တွေ့တဲ့လူငယ်တိုင်းကိုလမ်းပေါ်မှာအလုတ်ယုံနေတဲ့အထီကိုလက်ထိတ်ခတ်ပေါ်တာဆွဲပြီးတော့ဖမ်းဆီးနေတာ။စကုနယ်မြေရဲစခန်းရှိကစိုင်းကဲဝက်ရှော့ထဲကလူငယ်တအုပ်ကိုလည်းဖမ်းဆီးသွားပါတယ်။စိုင်းရှိကိုကားထိုးပြီးတော့လူငယ်လေးကိုအတင်းကိုဖမ်းဆီးခေါ်ဆောင်သွားတာလို့ဒေသခံပြည်သူတို့ကပြောပါတယ်။ဒါအပြင်ဘကိုးတိုင်းဂျိုးပင်ကောင်းမျိုးနဲ့စင်နေမင်ရွာက ကိုစုံမင်းဦးကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူများကပြောကြားထားပါတယ်။ဇန်နဝါရီလ12ရက်နေ့မနက်6:00ခွဲအချိန်ကမှစစ်နေမင်းရွာကကိုစုံမင်းဦးဆိုင်ကယ်စီးပြီးတော့သူ့ရဲ့အိမ်ထဲကိုပြန်ဝင်သွားတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးပြီးတော့ထွေအုံရုံးကိုဖမ်းခေါ်သွားတယ်လို့သိရပါတယ်။စစ်ခွေးတွေကနေအိမ်ထဲအထိကိုဝင်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးပြီးထွေအုံရုံးကိုဖမ်းဆီးခေါ်ဆောင်သွားတာ မိသားစုဝင်တွေကို 360ပေးရင်ပြန်လွတ်ပေးမယ်လို့စစ်ခွေးတွေကပြန်ပြောလိုက်တယ်လို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ